အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့ဒီနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမုံအောင် တောင်းပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မနက်မှာ transfer news ဆိုရတဲ့ transfer news ကိုပြောတာပြောစရာတော့ရှိရပါတော့ဒီနေ့မနက်စောစောစစ်စစ်မှာဒါကျွန်တော်နည်းနည်းလေးတော်တာလည်းထွက်တယ်ပေါက်လည်းကွဲနေတယ်ပေါ့နော်ဘောလုံးပြောင်းရွှေနဲ့ပတ်သက်ဘောလုံးပြောင်းရွှေကိုအတင်းနဲ့ကိုပေါ့နော်သူများအတင်းနဲ့ပတ်သက်ပြီးကျွန်တော်တော့ပေါက်ကွဲစရာမရှိပါဘူးဒါကျွန်တော်ကိုအတင်းနဲ့ကိုအဲ့တော့တော်တန်ဟော့စပန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော်တော်လေးကို မင်းညားကဗျာအမှန်တကယ်ပြောမှအင်တာဗျူးတက်လာခဲ့တယ်ဘောတော့ဒါကျွန်တော်တို့ Daniel Levy နဲ့ဒါကျွန်တော်တို့ CEO အစ်စ်ဖြစ်တဲ့ V9 နဲ့အတူဒါကျွန်တော်တို့အင်တာဗျူးအစ်စ်တက်လာခဲ့တယ်အင်တာဗျူးဖြစ်တက်လာခဲ့တဲ့အချိန်မှာဒါကျွန်တော်သူပြောတဲ့စကားတွေပေါ်မူတည်ပြီးတော့ကျွန်တော်ဒါကျွန်တော်တယောက်တည်းမပေါ့ဒါကျွန်တော်တို့ကဘာတဝမ်းဝမ်းမှာရှိတဲ့ပြည်သက်တွေကိုလက်ရှိဒါကျွန်တော်တို့အင်တာနက်လိုကယ်မှာရှိတဲ့ဒါစပါဖန်တွေကိုဒါကျွန်တော်အင်္ဂလန်မှာရှိတဲ့စကာဖန်တွေကိုတော်တော်လေးဥဒေါသထွက်တယ်ပေါ့နော်အဲ့တော့ သူကတော့ကျွန်တော် edge poster core glue ကိုဒါဘာကြောင့်ထုတ်တယ်ဒီပိုင်းပြောတယ်ပြီးလည်းပြီးတော့ဒါကျွန်တော်ဗဇက်ထဲမှာရှာယူမရှိရဲ့စကားကြီးပဲပြီးတော့လက်ရှိမှာဒါမနေ့ကအဲ့ဒီ video မထွက်ခင်စက်ကြားမှာတက်လာတဲ့သတင်းကိုကျွန်တော်တော်တော်လေးကိုဒေါသထွက်တဲ့အနေအထားမှာရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးအဲ့ဒီ video ကြည့်တဲ့တော့ပုံပြီးပေါက်ကွဲသွားတယ်ပေါ့နော်အဲ့တော့သူ အင်တာဗျူးဗီဒီယိုကြောင့်နည်းနည်းလေးပြောမယ်ပြီးရင်ကျွန်တော်ဒါကျွန်တော်ဘာလို့ပေါက်ခွဲရဆိုအကြောင်းရင်းနည်းနည်းလေးပြောပြမယ်အဲ့တော့ဒါ तू ကတော့ခုနကပေါ် Ange Poster Coglu ဒါကျွန်တော် Europa League Champion ရတဲ့အများကြီးကျူးတင်တယ်သူနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ပေါ့နော်အဲ့သူ့ရဲ့အဆုံးဖြတ်ချက်ကြီးပဲမဟုတ်ဘူးရင်ဒါကျွန်တော်တို့အကုန်လုံးရဲ့အဆုံးဖြတ်ချက်နဲ့တူဒါကျွန်တော်တို့ Ange Poster Coglu ကိုထုတ်ခဲ့ရတယ်ဆိုလို့အဲ့ကျွန်တော်နည်းနည်းပြောမယ်ဆိုရင် န်ရှ်ကိုထုတ်တာမထုတ်တာကျွန်တော်အနေနဲ့ဒါโอเคကျွန်တော်ပြီးသွားပြီ Thomas Frank ကိုခံလိုက်ပြီ Okay ပြီးသွားပြီအဲဟာခုနပြောလို့ဖြစ်ကောင်းမှုအတွက်ဖြစ်လာတယ်ဆိုကျွန်တော်လက်ခံတယ်ဘာလို့ကိုအသိမဲ့ဟုတ်တယ်မှာဘာကျွန်တော်နီးပြအားပေးတာမဟုတ်အသိအားပေးရတော့ကျွန်တော် Okay ကျွန်တော်လက်ခံတယ်နားလည်လို့ရတယ်ပြီးသွားပြီ Okay ဒါခုနဖြစ်တဲ့အချိန်မှာဒါ emotional ဖြစ်တယ်ဘာလို့ကိုရဲ့ဒါကျွန်တော်ပထမဆုံးဟာစကောနဲ့42နှစ်ဆိုတဲ့အချိန်မှာဒါဖလားယူပြီးနီးပြထိုးရောပေါက်ကွဲဒါမို့ဒါ emotional ဖြစ်တယ် Okay လက်ခံဒါပေမဲ့အခုချိန်မှာဒီပဲပြန်လာနှိုးရတဲ့အချိန်မှာကျွန်တော်တော်တော်ပူပြီးတော့သွားထွက်သွားတယ် ပါဇက်ကရှာယူမရှိပဲဘာပြောလို့ရော we want to win the league we want to win the champions league ဆိုတဲ့စကားကိုလွလွင်နဲ့ပါဇက်မှာရှာယူမရှိတဲ့စကားကိုစပြောတယ်။ဒါပုံမှန်လေးလည်းပြောအခုလက်ရှိကျွန်တော်အပြောင်းရွှေ့တာဒုတိယဖွင့်ဒုတိယမြောက်အချိန်ဖွင့်လို့ဒါနှစ်ရက်ထဲရောက်လာပြီပထမမြောက်အချိန်ဖြစ်တဲ့ဆယ်ရက်တုန်းကလည်းဘာဆောက်လုံးမှမလုပ်ဘူး။ Okay ဒါဒုတိယမြောက်ဖွင့်တဲ့နှစ်ရက်မှာလည်းဘာဆောက်လုံးမှမလုပ်ဘူး။ဒါရှစ်ရှစ်လေးပဲအခုလက်ရှိမှာ big six အသင်းတွေနဲ့မှာ chelsea အသင်းကအခုလက်ရှိမှာဒါကျွန်တော်ရွတ်ပြမယ်နော် a a ဆိုင် အာစတုံသင်းနဲ့ခုလက်ရှိမှာဇိုဗီမန်ဒီကမချခင်မှာ pre season join တော့မယ်တိုက်စင်ဘူးခေါ်ရွေးတော့တကယ်လဲကမ်းသမ်းမှုတလုံးနဲ့ဘစ်ဒင်နေထိုင်လုပ်နေတယ်သူကသူတိုက်စင်ဘူးမရတာဒကန်နာထားပါအခုလက်ရှိမှာဒါကျွန်တော် C Chelsea သင်း Chelsea သင်းပါလို့ Leon Bailey ရသွားပြီအခုလက်ရှိမှာ Jimmy Gittens ကိုတတရမြောက်ကမ်းလမ်းမှုလုပ်ဖို့အတွက်ပြင်ဆင်နေတယ် left wing ကစားသမားခေါ်ဖို့အတွက်ကစားသမားတယောက်သူတို့သင်းစီရောက်နေတယ် Okay စီပြီးတော့ပါလဲကျွန်တော်တို့ဒါဘာအော်ဘယ်ဒါအော်အော်ဘယ်ဒါဘူးဘူးသင်း ပရီးမီးယားလိမှာဒါကျွန်တော်လက်ရှိကက်စီအနည်းဆုံးတော့အသင်းတွေတဲ့အသင်းဖြစ်တဲ့အသင်းကလက်ရှိမှာဒါကျွန်တော်ပရီးမီးယားလိရဲ့အပြောင်းအရွှေ့စံချိန်ဒီဂျစ်တစ်ခုတုံပြီးပေါင်း136တန်းကိုတုံပြီး Florian Risk ကိုခေါ်ထားတယ်။ Jeremy Frimpong ကိုခေါ်ထားတယ်။ Milo Kadakas ကိုခေါ်ထားတယ်။၃ယောက်ကိုခေါ်ပြီးလက်ရှိမှာ Liverpool အသင်းကပေါင်းတန်း200ကျော်ကိုတုံပြထားတယ်။လက် Liverpool Manchester City ကျွန်တော်သူတို့အနေနဲ့ဒါကတော့ Ryan Shaki, Ainuri, Reinders, Bedinelli ကျွန်တော်နောက်ဆုံးညိုင်ပန်ဒီကစားသမား9ယောက်ကိုခေါ်ပြီးဒါကျွန်တော်စီးလီသစ်နဲ့ပေါင်တန်းတရာကျော်ကိုမက်ဆီတမိတ်အတွင်း10ရက်အတွင်းသုံးပြခဲ့တယ်။မန်ချက်စတာယူနိုက်တက်ကိုဒီကျွန်တော်ယူရိုပါလိမှာအနိုင်ရခဲ့တဲ့အသင်းကိုဒီကယူရိုပါလိနိုင်လာနိုင်ခဲ့တဲ့အသင်းဖြစ်ပြီးတစ်ဖက်ကယူရိုပါလိရှုံးတဲ့အသင်းကမက်သျူးစ်ခေါ်နာကိုစာချုပ်ဖြတ်သိမ်းကြီး68တန်းပေးပြီးတော့ဒါကျွန်တော်တို့ခေါ်ယူခဲ့တဲ့နေရာမှာပါတယ်။တော်တန်ဟော့စ်ပါတဲ့ဘာလုပ်နေလဲ။တော်မဖရန့်ကိုခေါ်ယူဖို့တော့အလုံးပေါင်းဒါတိုတယ်16ရက်ကြာခဲ့တယ်။ ပြောင်းရွှေ့အဲ့တော့နီးပြောင်းအပြောင်းရွှေ့ဖွင့်ပါခေါ်လို့ရမှာမဟုတ်မီးပေါက်အပြောင်းရွှေ့မဖွင့်ကြတဲ့ခေါ်လို့ရတယ်နီးပြတယောက်ကိုထုတ်ဖို့အတွက်၃ဘတ်ကြာခဲ့တယ်နီးပြတယောက်ကိုခတ်ဖို့အတွက်နောက်ထပ်၃ဘတ်ကြာတယ်အခုချိန်ထိအပြောင်းရွှေ့ရောဘာဆောက်လို့မှမလုပ်သေးဘူး မသီးယပ်စတဲကိုဂလုတ်တယ်ဆိုတာဒါလေးတော့ယုံနှန်းစကားတွေဗျာမသီးယပ်စတဲဆိုတာခါစခဲ့တယ်သူတို့ဘယ်စီဘယ်လိုခေါ်မလဲသူတို့သိပြီးသားကျွန်တော်ပြမယ်အပြောင်းရွှေ့ရာသီမဖွင့်ခင်ဒါကျွန်တော်ချက်စပါတင်ယူရိုပါလိမရခင်ကမသီးယပ်စတဲကိုဘိုင်မြူနစ်ကခေါ်မယ်ဆိုရင်ဈေးလျှော့ပေးမယ်မသီးယပ်စတဲနဲ့သူတို့အနေနဲ့ဘိုင်သီးယပ်စတဲသူတို့ဘိုင်မြူနစ်ကိုပြန်မခေါ်ကျွန်တော်ရတဲ့ကြောင့်သူနဲ့ဈေးလျှော့ပေးမယ်အချားကြီးကကြည့်ပြီးသားသုံးစီလောင်းနဲ့ရမယ်ဆိုကျွန်တော်ဟိုးဝင်ခဲ့တဲ့တရင်ကြားပြီးသားဘာမှစောက်ထင်ကြီးစာကြောင်းမရှိဘူး okay ပြောကြတာတီမွန်ဝါနာအငှားတနစ်ထက်ခေါ်သူဘာမှသိပ်ပြီးထူးဆန်းတဲ့အပြောင်းရွှေ့ဟုတ်နေတာမဟုတ်ဘူးအဲ့တော့ အခုလက်ရှိမှာဒါအပြောင်းရွှေ့တိုတယ်ခုနကနှစ်ကြိမ်ဖွင့်ထားတယ်နှစ်ကြိမ်လုံးမှာပါဆောင်မမလို့သူကျွန်တော်ပြောတာ rumors တောင်မှ spa တင်ပြောင်းရွှေ့နေပတ်သက်ပြီးမထွက်ဘူးအဲ့ဒါကိုကျွန်တော်တို့စောက်ကြီးစောက်ကြီးနဲ့ win win the league လုပ်ချင်တယ် champion league တွေရချင်တယ် premier league မှာခုလက်ရှိမှာကန်နေတာငမြောင်ငချက်တယ်မဟုတ်ကိုယ်တက် newcastle ဆောက်လုပ်လုပ်နေတယ် newcastle united ဂျာအိုပက်တိုကိုပေါင်တန်း60ပေးပြီးဝယ်ဖို့အတွက်စူးစမ်းနေတယ်เนาะ ရှင်းရှင်းလေးအဲ့တော့သူများအသင်းနေပရီးမီးယားလီဂ်မပြောနဲ့ချန်ပီယံလီဂ်မှာနောက်နှစ်ဝင်ဖို့အတွက်တောင်ကိုရီးတက်ဆောက်လို့လုပ်နေတယ်ကိုရီးတက်ဆောက်လို့လုပ်နေတဲ့အချိန်မှာရှာယုံမရှိပဲငါတို့ကပရီးမီးယားလီဂ်ကိုရပရီးမီးယားလီဂ်ကိုရကျင်နေဆိုရင်ရကျင်အောင်ဆောက်လို့လုပ်ရတယ်အဖေကရှင်းရှင်းလေးရကျင်နေရကျင်နေမဟုတ်ကျွန်တော်ပြောကျွန်တော်ရင်တော့ပြောပြတယ်အာငါထီပေါက်ချင်ထီပေါက်ထီပေါက်ချင်နေပြီးတော့ထီလက်မှတ်ဝင်မှရမှာထီလက်မှတ်များဝင်မှာထီပေါက်ဖို့ရာခိုင်နှုန်းများများရှိမှာဒါပဲထီပေါက်ဖို့တော့အလကားမရဘူး ထီလက်မှတ်ဝင်ပါရမယ်။အာကျွန်တော်ကတော့ supply လို့ supply လို့ကျင်တယ်ဗာဒီ squad နဲ့ yield လောက်အောင်မှကျွန်တော်ပြောတာဘယ်နှစောစီဗျာဆဲရတယ်ချက်တိတုံးတယ်။ဟောငါတော့ကျွန်တော်ကဒီတက်ပုံမြင့်တဲ့ ambition ညကျွန်တော် edge poster conclude ထုတ်တယ်မင်းမြင့်တဲ့ ambition ကဘာလဲအဲ့ဒါဆို top 4ပြန်ဝင်မှုလားစောက်ချက်မရှိဘဲ premier league champion league ဝင်တယ်ဆိုတဲ့စကားတွေမပြောနိုင်ကျွန်တော်ပြောတာ b squad နဲ့ဘာလုပ်မှလဲ။တော့မဲ့ဆိုဘာလုပ်နိုင်လဲအကုန်သိတယ်တော့မဲ့ဘယ်တော့တော်လဲသိတယ် တန်ဘမ္မာလေသူ့နောက်ကပဲကင်လုံးအခုလက်ရှိကျွန်တော်အပြောင်းအလဲနဲ့စာဗီဆမွန်ဆိုရင်ခင်ဗျကျွန်တော်တို့စပါသင်းနဲ့ကျွန်တော်ပေါ်ဆိုလက်ရှိချိတ်လိုက်တဲ့ကစားသမားတွေကြီးလိုက်အာ easy ပါပရမားရဲ့ Brian M သူများအသင်းချိတ်ထားတဲ့ကစားသမား Brian M ဘောမို့တော့ Brian M ဘောမို့ကိုယ်တန်ကလက်ရှိမှာဒါအာ United ကိုပဲသူပြောင်းကျင်လာပါတယ်ဆိုတဲ့ဥစားတရားဝင်သူ့ desire ပြထားတဲ့ကစားသမားအာကျွန်တော်တို့ high check တော့ဟုတ်တယ်ခင်ဗျယူနေတာဗျအဲ့ဘယ်သိလားအဲ့ဘယ်ယူနေတာအဲ့ကဒုံးရှိပြီးအဲ့အသင်းဘယ်တော့မှရှိမရောက်ဘူးစောက်လီပဲရှိတယ် ယူရိုပါလိရတာမတင်းနိုင်နဲ့ပရီးမီးယားလိချန်ပီယံလိုချင်ဒီဆောက်ဆင်လက်အာပြောလိုက်အောင်ကိုအသင်းဆောက်ဆင်ကိုဒီဆုံးဒီစကွတ်နဲ့ဘက်မလဲတစ်ချိန်လုံးကျိုးနေတဲ့ဗန်ဒါဗေးနဲ့ရူမဲရူတခါပါခန်စီလိရတာမဆိုးတော့ဘက်မလဲကွင်းလေဘက်မလဲနံပါတ်6ဘီဇူမာဒီချိန်နဲ့ဘယ်ဟုတ်ယူရိုပါသွားလုံမှာဟိုဘက်မှာရူဒရီတို့ကျွန်တော်တို့ graban bat လို့ level တွေရှိရကျွန်တော်ကိုက bizuma လို့ level နဲ့အဲ့ဒါကို premier league ကိုလိုချင်သေးတယ်ကျွန်တော်ကကွင်းလယ်ကညူကာဆယ်လောက်တောင်စောင့်ဆင်းရှိနေတာမဟုတ်ဘူး bruno carvalho stonali လောက်အဆင့်ရှိတာမဟုတ်ဘဲနဲ့ premier league ကလိုချင်သေးတဲ့ပါဇက်ကအာမနဲ့စိုးစီချက်တရားတုံးတယ် champion champion နဲ့ premier league ဆိုတဲ့အဆင့်ကတော့ခုနကပေါ့လက်ရှိမှာဒီချိန်နဲ့ဒီ squad နဲ့ top 4ဝင်တော့ဖျားမလို့ပဲခင်ဗျာလူလေးတယောက်ဝယ်ဖို့တော့အခုချိန်ကြီးဘဒုနဲ့မှမချိန်ရသေးဘူးအဲအဲ့ဒီလူဝယ်တဲ့ကိစ္စကအခုလက်ရှိမှာဘလောက်တိစောင့်ဆင်းမရှိတယ်ဆိုတော့ဆက်မနေ့က ကိုဒီဆွန်ဟောင်းမင်းဘလောက်အခုလက်ရှိမှာကျွန်တော်ပြောလို့ဆွန်ဟောင်းမင်းအသင်းကထွက်စီခြင်းနဲ့ခုနပြောလို့ပဲကို့အသင်းအတွက်လည်းပတ်ဆိုင်ရမယ်ဆွန်ဟောင်းမင်းအတွက်လည်းမိုက်တယ်ဆွန်ဟောင်းမင်းကိုယ်တိုင်လည်းအခုလက်ရှိမှာโอเคတူနေနေဖီနာဘာချီကိုပြောင်းမှုတယ်ဘောက်ဒီစောက်ချီကိုခေါင်းကကျွန်တော်ပြောမှုတယ်မလားဆွန်ဟောင်းမင်းကိုသူတို့အာရှတော့မပြီးခင်သူတို့ပြေးထွက်မှာမဟုတ်ဘူးတကယ်တည်းအဲ့ဒါလေကျွန်တော်ပြောတဲ့အတိုင်းတော့တစ်ထရာရေးထွက်လာတာပဲဘလောက်ဒီစောက်ချင်းရုပ်လဲဆိုဆွန်ဟောင်းမင်းပါလို့အခုလက်ရှိအာရှမှာထုတ်ထားတဲ့စာချုပ်တွေကတိုင်ပတ်သွားနေကြအောင်မို့ဆွန်ဟောင်းမင်းကို ရောင်းမယ်ဆိုရင်တော့မှဒီအာရှရဲ့ ိုးကြီးပြီးသွားမှရောင်းမယ်ခမရဘလောက်ထိလူတယောက်ကိုအသုံးချအောင်မှာကျွန်တော်ဗရာကျွန်တော်အာ legend ဗျာသိလား legend တယောက်ဗျာသိလားကျွန်တော်ဗရာပြုတ်လိုက်တော့ကျွန်တော်ဗရာမစ်ဆောက်တိုးတွေဘာတွေရေးကြီးနေလဲငါပြောတာအဲ့ခုနပြောသူဗျာအဲ့ဒါဆိုစွန်တနစ်ထားမထားဘူးတိုးပြီးရင်တန်း30ထက်ရှာအောင်မှာကစားသမားနဲ့ဘလောက်ထိ respect မရှိတဲ့ကောင်လဲခမစမ်းစားကြည့် heavy gain တော့လည်းအဲ့တိုင်းပဲရောင်းမယ်ဆိုတော့စစ်စစ်မရောင်းဘူး ဟာအဲ့တော့လေ edge bosser ကကူနေခုန brandfull နဲ့စကန်ကြီး3ရက်အလိုမှာ edge က hurricane ရောင်းချလိုက်ရတယ်တိုက်စစ်မှုမရှိဘူးဆွန်ဟောင်းမင်းဝန်သုံးရတယ်တော့လေဝယ်ပေးလာဆိုလည်းမဝယ်ပေးဘူး richelly စင်ကတစ်ချိန်လုံးကျွန်းဆွန်ဟောင်းမင်းတိုက်စစ်မင်းအလူတော်များမမဆိုလန်ကီကမနစ်ကမှရတယ်တနစ်ကကျွန်တော်ဆွန်ဟောင်းမင်းနဲ့ပဲလုပ်နေရတာအဲ့ဗျာတကယ်တကယ်ကစားသမားတွေကလည်း respect မရှိဘူးပြည်သက်တွေကလည်း respect မရှိဘူး မမြင်ဘူးသမျှပိုင်ရှင်ထဲမှာလေကျွန်တော်လေးသာစိုးပါတယ်ကစီးနေပါတယ်ဆိုရဲပိုင်ရှင်ဒီဘက်အဆောက်ဆုံးပဲခြားတူးအလန့်ဆုံးပဲခင်ဗျာဆောက်လေးတလားစိတ်တက်ကအောက်တက်အရန်ကြတာဒီလားတကယ်တကယ်တကယ်အဲ့ကြောင့်မခေါင်းမှာဆိုရင်မရှိတာခင်ဗျာသူပြောဟိုကတော့သူဟိုတူတော်ကောင်ကောင်တွေတော့မပြောပါဘူးဒါပြောပြတာအဲ့ကောင်ဆောက်ချက်တီတုံးတာခင်ဗျာကျတော့ဓမ္မမြိုင်တော့ဓမ္မမြိုင်တော့ဘာလို့နေရင်ပဲလေးချက်တော့မအုပ်ပြလိုက်ဘူးမသိဘူးဒီကေဒီကေဒီကေငါဒေါသထွက်လာဒေါသပြောရင်ပြောရင် စစ်သားကြီးများကစားသမားတရားအသိအတွက်ပေးဆင်တဲ့၁၀နှစ်ရှိပြီပေးထွက်လိုက်ဘောဘာဖြစ်လဲမင်းတိုးတွေပါဆောက်ရေးကြီးလို့လေသူကသူသူလည်း pre-season ကမဟုတ်ပြအာရှတိုးတွေအရင်ဆုံး join အောင်ပဲ join ပြီးမှဒီလူရောခင်ဗျအာရှတိုးစီကပတ်စံရလဲလိုချင်သေးတယ်စွန်ဟောင်းမင်းအယောင်ကလည်းပတ်စံရလဲလိုချင်သေးတယ်ဘလောက်ထိဆောက်ရှက်မှရှိတယ်ပိုင်ရှင်နေခင်ဗျအဲ့ဒါကိုပြောသေးတယ်ကျွန်တော်တို့က premier ကြီးလိုချင်ချက်မယ်ဘယ်ပတ်စံလဲဘယ်စကွက်နေလဲမဖြစ်နေလဲစကွက်နေလားအာလို့ရမှာပဲဆောက်ရှက်လည်းမရှိဘူး ထားပါအဲ့တော့ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုရင်ပေါ့အောင်ကူညီလို့ရပါတယ်။မြန်မာလေးကလပ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာလေးကလပ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမုံအောင်တောင်းပီးနေပြီ။ကျွန်တော်တို့ဒီနောက်မှာ AAC တူကြပါဘူး။အားလုံးမကြွတူပါနဲ့။မြန်မာလေးကလပ်ဖို့မမေ့ကြပါနဲ့။မြန်မြန်ကလပ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကြော်တော်ကုန်ပြီပေါ့ဗျ။ Devour